ဘယ်မင်္ဂလာပါအခုတစ်ခေါက်ရေးဆွဲထားတဲ့ခေါင်းစဉ်ကလေးကတော့လွန်အားရိုက်တွင်းချင်လို့အမိရပါတယ်ဒါဆိုရင်ဘလို့အတိပြဖော်ဆောင်မလဲဆိုတော့ကိုတော့နားဆင်ကြည့်ပေးပါဦးနော်လွန်အားရိုက်တွင်းချင်မောင်ရီတန်းပြီးကောင်းကင်နေမြေပြင်အကြားပန်းလူအသွေးဆဆုလိမ့်ချင်အပ်သောစီးစာမြင့်တစဉ်စီစဉ်နေသည်ကြည်လီမြင်လျာတိုင်းမှာစီးစာရည်သုံးပတ်ဆိုဖြစ်နေသောကြောင့်လှချင်တိုင်းလှနေသည်အကြီးတန်းလှချင် ကြည့်ရင်ကြည့်ရင်မှာပဲအမှောင်တီစီးစက်မြေထဲသို့ ရောထွေးပြောဝင်လာခဲ့သည်။ပန်းလူအသွေးကတဖြည်းဖြည်းရင့်အိုညွန့်ညက်လာခဲ့သည်။ဖိတ်ရှုံးလွင်မျိုးပွဲဖြစ်သောစီးစာသည်နောက်ကျညစ်ထွေးသွားခဲ့ပြီးနွားရိုင်းသွင်းခြင်းဥရတာသောနေ့တစ်နေ့ပင်ဖြစ်လေကစားနွားရိုင်းတွင်းခြင်းဟူသောအချိန်အခါတည်းသည်မလိုရာအပ်စွာပဲရောက်ရှိရောက်ရှိလာတတ်လေသည် ကျောင်းဝင်စစ်ဆက်ဖြန့်ဖြေးရသောအလုပ်မျိုးကိုကျွန်တော်မလုပ်ချင်ဆုံးဖြစ်သည်ကျွန်တော်မကြွမ်းကျင်သောအလုပ်မျိုးလည်းဖြစ်သည်အထူးသဖြင့်သူတို့ညီနောင်ကြားမကြွမ်းကျင်သောအလုပ်ကိုမလုပ်လို့ချင်သူတို့ညီနောင်ဟုဆိုတော့လဲတကယ်တော့သူတို့နှစ်ဦးသည်ညီအကိုနောင်ရင်းတွေးကြည့်တော်ဆက်သူများမဟုတ်ပေသို့တော့သူတို့နှစ်ဦးအကြားညီအကိုထက်မလျော်နေသောအကျွမ်းတဝင်ချစ်ခင်ခြင်းရှိသည်မြေကိုထက်မြော်နေသောတန်ရိုးစဉ်ရှိသည့်အတက်အခိုက်အခက်ခဲတွေကိုအတူရင်ဆိုင်ကြောပြတ်ခဲ့ကြသည် ချောချင်းကချေကြသည်ဖြတ်တမ်းမှုရှင်လျားခဲ့ပြီတင်းကြီးလက်ကြီးအတွေ့အယောင်တောင်မန်တူသူတို့နှစ်ယောက်ကိုပြန်ဝဲနေသောငှက်ညီနောင်အဖြစ်ကျွန်တော်တို့နားလည်ထားခဲ့သည်သူတို့ညီနောင်ဤညီညွတ်ချင်း၌တံမိုးဖျက်ရေးမဖြစ်နိုင်သောခိုင်ချီလေးနဲ့သည်ကျိုးမြင့်တစ်ခုတိမ့်မြုပ်ထားခဲ့သည်မတမာသူချင်းရိုင်းပင်သောညီညွတ်ချင်းမျိုးမဟုတ်သဖြင့်လည်းအများသူကစိတ်ဝမ်းမသာစရာ မရှိခဲ့ပေ ဘာမှမဟုတ်လာသည့်အခက်မသင့်ဖြစ်မှုတစ်ခုကြောင့်တမဏိရှိခဲ့သောညီညွတ်ရေးတစ်ခုပြည်ရင်သွားမည်ကိုပဲစိုးရိမ်နေမိနေခြင်းဖြစ်လေသည်စိတ်ဝမ်းမပြောင်းနိုင်ခြင်းဖြစ်ပေသည်တယောက်နဲ့တယောက်အကောက်ကြံအလဲထိုးကြခြင်းမဟုတ်ယုံကြည်မှုကွဲလဲကြခြင်းမဟုတ်အကျိုးစီးပွားပြည့်ရင်သွားအောင်ကျန်စီကျူးစားအထောက်ချင်းကြခြင်းမဟုတ်ရုပ်စွာအစုံတယောက်ဤထမင်းလုံးကိုတယောက်ကပုတ်ချပြလိုက်ခြင်းမျိုးမဟုတ်တို့စဉ်နဲ့တမိုင်းဌာနရိုးတွင်ကျွန်တော်တို့နှလုံးအိမ်တဲ့အထိ ဆွဲထင်နေသောညီနောင်ဆက်ကောင်များရှိခဲ့ပြီးပါသည်ရုတ်တရက်မှမိသလောက်ပြန်တွေးကြည့်လိမ့်မယ်သူတို့ညီနောင်တွေ အထွေးလိုက်ပေါ်လာနိုင်ပါသည်တေတမန်တက်ဆုံညီညွတ်ခဲ့သောညီနောင်တို့လည်းရှိခဲ့ပါသည်မညီညွတ်၍စစ်ခင်းတိုက်ခိုက်ခဲ့သောညီနောင်တို့လည်းရှိခဲ့ပါသည်တံပဝညီနောင်သည်တကောင်းပြီမှကလေးဖောင်နှင့်စုံရောလာခဲ့စဉ်စမြိန်စာတော့ကိုအလစ်ထုတ်သောဆန္ဒမှုခီယာအမိဖမ်း၍မျက်စိနှကွင်းအလင်းရအောင်ပြုခိုင်းခဲ့သည် မဟာတံဘဝနှင့်ဗေဒာယီဗေဒာယီစုံဖက်၍ဓဝရပေါင်းပြိတ္တိတုံးလာအရောက်မှာနောင်တော်တံဘဝနဲ့ရောဆန်းစူလတံဘဝကမရီးတော်ဗေဒာယီကိုပဲစုံမက်၍နန်းဆက်ခံညီမြတ်ချစ်ကြည်ညီညွတ်ကြပါသည်။တထုံပြည်သို့တင်းမောပြည့်၍လွတ်မြောလာသောကလားညီနောင်ကြီးတေယူဆက်ရတော်သောမင်းဆရာတော်ဤသောကြီးဖွင့်စားကိုစားပြီးနောက်ခွန်အပြစ်လာသောပြေဝီပြတာတို့သည် ွန်အားဆန်း၍နပန်းလုံးနေခဲ့ကြသည်မဟုတ်နှစ်ဦးသားမတန်တဆလေးသည့်ကြောက်ပြားကြီးကိုချီမ၍လေကားအရင်ရွှေ့ထားခဲ့ခြင်းကြောင့်တထုံပရင်ကပင်လင်းသူတို့ညီနောင်ကိုခံရခဲ့ကြသည်သည်မဟုတ်လားမညီမညွတ်အချင်းများရန်ဆောင်ကြသောညီနောင်စုံနှစ်တွဲကိုလည်းတရိယာသည်သည်မကရအနွယ်ဝင်ဒုက္ခကျိတ်ဒုက္ခရိတ် ဘာလီမြောက်ညီနောင်နဲ့တကောင်းမင်းအပိယာဇာဤသားကံရသာကြီးကံရသာငယ်တို့ဖြစ်သည်ကံရသာကြီးကံရသာငယ်တို့ကတကောင်းပြည်ချင်းများအတွက်ကုသိုလ်စစ်ကိုနှွဲခဲ့ကြသည်ဒုက္ခရိတ်နှင့်ဘာလီတို့ကကိတ္တအိန္ဒြာထီနံအတွက်ကုသိုလ်စစ်ကိုနှွဲခဲ့ကြသည်ညီနောင်ချင်းစစ်ခင်းချေမှုန်ခဲ့ကြသည်အသေးအကြီးတိုက်ခိုက်ခဲ့ကြသည်သို့သောသူတို့၏ပြိုကွဲမှုမှာထိနှံလောဘကြောင့်ဖြစ်ပြီးကြီးကျယ်ခန္ဓာသောပြိုကွဲမှုဟု ပြောလိုကပြောနိုင်သည်မိတို့ပင်ဖြစ်စေဤကဝမီအပြင်တွင်ထိနှံ့လို့ငါဖြစ်စေကမူလဲညီနောင်ချင်းစခင်းကြသည်အထိခံလုံသောအကြောင်းပြချက်တစုံတရာသည်ရှိတိုက်သည်ဟုကျွန်တော်မထင်မြင်ပေဘာမျက်မှောက်လာသည့်အခက်မတင်ဖြစ်မှုအတွက်မူအပေစုပွဲရာရှိမည်နီ သူတို့နှစ်ယောက်အတွက်တယောက်ကတိကျသေးကြသူဖြစ်ပြီကျန်တယောက်ကမတိကျမတေးကြသူဖြစ်ပြီကိုတိကျကမိတ်ဆွေထံကိုညီသည့်အနေဖြင့်ပြည့်ရထားသော ပစ္စည်းကိုပြန်ရယူလိုသည်ဟိုလူက ပြန်ပေးမည်ဟုပြောပြီးနေရွှေညာရွှေလုံနေသည်ပြန်ပေးထားပြီးသလိုလိုအထားမှမိသလိုလိုနဲ့သူ့ဝတီအတိုင်းမရေမရပြောသည်ကိုတိကျကတခြားသူတို့ကိုထုတ်ပစ္စည်းပေးအပ်မည်ကလေးရှိနေခဲ့ပြီးရက်ချင်းတွေအလီလီပြည့်ဝခဲ့ပြီး ထိုပစ္စည်းကိုအရေးတကြီးလိုအပ်လာသည့်အခြေအနေတိုင်းမယင်မယားလေးရှိသူကပြောနေစေတဦးကထိုပစ္စည်းအပေါ်လေးနဲ့လုံ၍တဦးကပေါ့တန်လုံးနေစေမတိနိုးနာလုံနေသည်ကိုတိကျအကြီးကျယ်ပောက်ခွဲသွားသည်စင်စစ်ထိုပစ္စည်းစီသူတို့နှစ်ဦးစလုံးအတွက်နောက်တစ်ကြိမ်ရှာဖွေမရနိုင်တော့သည့်ပစ္စည်းမျိုးမဟုတ်သူတို့နှစ်ဦး၏တမန်ဤရှည်လျားခဲ့ပြီဖြစ်သော ချစ်ခင်ရင်ချမှုနဲ့နှိုင်းစာလဲအလွန်တရာသေးနှုတ်လှပါသည်သို့တော်ထိုချစ်ခင်ရင်ချမှုကသာပဲကိုတိကျ၏ဒေါသရည်စိမ်ကိုဒီဂရီအမြင့်ဆုံးတက်၍ပုတ်ပွက်ဆူသွားစေခြင်းဖြင့်ဖြစ်သည်ဒီလိုနှုတ်ဦးနှစ်ဦးကြားဒီလောက်ကလေးမှအေးဒီဂျူမရှိခဲ့ရကောင်းလားဟုတော့အတွေ့ကဒေါသအိုးကိုမြိုင်လောက်စေခဲ့ခြင်းဖြစ်ပွဲရှိသည်ကျွန်တော်ဂျောင်းဝင်ဖြင့်ပြခြင်းမပြုလိုပါအထူးသဖြင့်ထိုနှစ်ဦးကြားတွင်ဖြစ်သည် သူတို့နှစ်ဦးသည်တစုံတစ်ယောက်ကဂျာဝင်ပေမှချီအေးပြင်းရင်းရမိသူတွေမဟုတ်တော့ကြောင့်ဖြစ်သည်ဂျာဝင်ဖြန့်ဖြေးလိုက်ခြင်းဖြင့်သူတို့နှစ်ဦး၏ပရိပခါကိုစိုးစိုးရွားရွားအတိမတ်ပြုပစ်လိုက်ရာရောက်တော့ကြောင့်ဖြစ်သည်တမနိရှည်ခဲ့ပြီဖြစ်သောသူတို့ညီနောင်၏ချစ်ခင်ရင်းချာမှုနှင့်နှိုင်းစာရင်းကျွန်တော်၏အကျွမ်းတဝင်ဖြစ်မှုမှာတူတောင်းလုံးသောကြောင့်လည်းဖြစ်သည်သို့တော်ကျွန်တော်ဆုံးဖြတ်လိုက်သည်တစုံတစ်ယောက်ကဂျာဝင်ပေးရတာက မလိုအပ် မလိုလားအပ်သောအဖြစ်ပြက်တခုဖြစ်လာနိုင်သည်ကိုမသိနာမလဲသောကြောင့်တော့ဖြစ်မဟုတ်ခဲ့အကယ်၍သူတို့နှစ်ဦးသာပြန်လည်တည့်မြတ်၍ချစ်ခင်ရင်းချာမပြတ်ရှိကြအောင်မည်ဆိုလျှင်လေတစုံတစ်ယောက်ဤကြောင့်ဝင်ဆက်ဆက်မှုကြောင့်ဖြစ်နိုင်မည်ဟုမယုံကြည်ခဲ့လိုအပ်သည်ဟုထင်မြင်သောကြောင့်မဟုတ်စေကမူလဲမနေစိတ်သောကြောင့်မူ၍ပြောနိုင်မည်ထင်သည်သူတို့ညီနောင်သည်တမဝညီနောင်တမညီညွတ်ခြင်းမရှိနိုင်သည့်တိုင်ရုပ်ဝိပက်တာလောက်တော့ဖြင့်အညီညွတ်ရှိသင့်သည်ဟုကျွန်တော်ထင်သည် ပြဝိပြတာလောက်အညီအညွတ်မရှိသေးကမူလဲသူကျင်းနဲ့ဘာလီလောက်တော့ဖြင့်အာကာရမကြီးသင့်မှုကျွန်တော်ထင်သည်အဓိကပြဿနာမှာပြန်မရခဲ့သေးသောပစ္စည်းအသုံးဝင်တန်ဖိုးမဟုတ်သည်ကိုကျွန်တော်နားလည်နိုင်ပါသည်ထို့သောထိုပစ္စည်းကိုအကြောင်းပြု၍ပြဿနာစတင်ခဲ့သည်ဖြစ်သောကြောင့်ထိုပစ္စည်းကိုပဲအဆက်ပြန်၍အောက်ခဲ့ရသည်အဲ့ဒီပစ္စည်းပြန်ရအောင်လုပ်ပေးနိုင်ရင်ပြီးတာပဲမဟုတ်လားဟုကျွန်တော်ကပြောသောအခါ ကျွန်တော်ဘာလုပ်ချင်လဲဆိုတာခင်ဗျားမသိဘူးထင်တယ်လို့သူက ပြန်ပြောတယ်ဒီကလေးကကျွန်တော်ဤဆင်ဆက်ပြန်ပြမှုမှာအောင်မြင်ရန်အကြောင်းမရှိနိုင်ကြောင်းနားလည်သဘောပေါက်ပါသည်ထို့သောကျွန်တော်ပြောချင်တာကတော့အရာမိပြောပြအောင်ပြောလိုက်သည်ဒါဆိုလဲအဲ့ဒီပစ္စည်းကစာကလေးပြဒနာကိုမစ်ပစ်လိုက်ပါဗျာခင်ဗျားတို့မျက်နှာချင်းဆိုင်မရတာကိုသူများတည်တော်မှာကျွန်တော်ရှက်လို့ပါကိုတိကြဤမျက်နှာမှာပန်းတွေးအောင်ဆုံးထင်ခဲ့သည်တို့တော့ကျွန်တော်ဤသာအချောင်းဝင်စစ်စမ်းမှုမှာမအောင်မြင်ခဲ့ပါ ုတော့လေတူတောင်းသောအချိန်ကာလအတွင်းသူတို့ပြန်လဲတင့်မြင့်သွားခဲ့ကြပြီဖြစ်သည်။လက်ဖြစ်ရေးဆိုင်အတူထိုင်၍ဤကြွေးနှစ်ချောင်းခုကိုတယောက်တစ်ချောင်းခွဲဝေစားတောက်နေကြသောသူတို့ညီနောင်ကိုမြင်တော့စိတ်လက်ပေါ်ပါသွားခဲ့သည်။မိသူကမှဝန်ချတောင်းပန်ခဲ့ခြင်းဖြစ်ပေမရှိတစုံတယောက်ဤကြားဝင်စည်းဆက်ဖြန့်ဖြီးပေးခြင်းကြောင့်လည်းမဟုတ်ပုံမရတချို့သောပရိပခများမှာသူ့အလိုအလျောက်ပြပြပြကြည့်တတ်သောသဘောရှိသည်ကိုကျွန်တော်လည်းမေ့လျော့သွားခဲ့ခြင်းဖြစ်သည်။ တဦးကတွေးဆူလဲသည်အလွယ်တကူခွန်းလွတ်တတ်သူမဟုတ်တဦးကထူးထူးခြားခြားတီးခံခွန်းလွတ်နိုင်စွမ်းရှိသည်သူတို့ညီနောင်သည်မြည်သည့်အမားရင်မြမရှိခဲ့ဘူးပဲမြည်မြကာလရှာချေဖောင်းပွဲပေါင်းခွဲနိုင်ခြင်းဖြစ်သည်ဟုကျွန်တော်မယုံကြည်နိုင်ပါချေသို့တော့ခန်းကြီးမြဲမြံသည်ဟုထင်ရသောပေါင်းခွဲမှုတို့သည်ဘာမှမဟုတ်တင်းတို့သောပြိပက္ခလေးများကြောင့်ကွဲစီအပြုပြက်ခဲ့ရခြင်းတို့ အနမတက်ကရှိခဲ့ကြမည်ဟုကျွန်တော်ထင်သည်တို့တော့ထို့တို့တော့အချိန်ဤတရက်သည်သူတို့ညီနောင်အဖို့မိုင်းမိုင်းမုံမုံတက်ရောက်ခဲ့ဘူးသလိုအခြားသူတို့အပေါ်၌လည်းတက်ရောက်ခဲ့ဘူးသည်ဟုထင်သည်တင်းတို့တော့ပရိပခငယ်တို့ကြောင့်ကြီးမားသောရည်ရွယ်ရင်းအချက်တို့ပြည့်ဝခဲ့ဘူးသည်ကိုတမိုင်းစဉ်နှင့်ချီ၍တက်သေးထူနိုင်ပြီလေမည်သူတို့ညီနောင်ကိုအကြောင်းပြု၍ကျွန်တော်သတိပြုလိုက်မိတာလေးတစ်ခုပြောလိုသည် ဥရတယာနေတနေ့ပင်ဖြစ်လေကစားနွားရင်တွင်းရင်တွင်းချိန်ဟူသောအချိန်ခါတည်းရသည်မလိုလားအပ်စွာပဲရောက်ရှိလာရသည်နွားရင်တွင်းချိန်မှာမိအကိုမတိတသည့်ဖြစ်တသည်တောင်ပြောင်းထွေလာ2006ဇူလိုင်ဆိုတော့ဒီစာပိုင်ကလေးကိုစပြီးတော့ဖတ်တော့ကတော့ဘာလို့ဆိုလိုနေလဲဆိုတော့သဘောမပေါက်ဘူးပေါ့နော်ဇက်ကောင်နေအများကြီးဥပမာနှစ်ခုသုံးခုလောက်နဲ့ရေးပြီးမှနောက်ဆုံးအဆုံးသက်မှာတွားပြီးတော့တရီထားမိတာက တာယာဥဒုတာယာနေ့တနေ့ဖြစ်လင်ကစားနွားရိုင်းတွင်းခြင်းဟူသောအချိန်ခါတရက်ကမလိုလားအပ်စွာပဲရောက်ရှိလာတတ်ပါသည်ဆိုတော့ကျွန်တော်တို့ရဲ့နေ့ရက်တိုင်းမှာပေါ့နော်ဘလောက်ပဲတာယာတယ်ဆိုအောင်တော့နွားရိုင်းတွင်းခြင်းဆိုတာက ရှိလာနိုင်တတ်တယ်ပေါ့နော်ဆိုတော့နွားရိုင်းတွင်းခြင်းမှာဘယ်လိုဖြစ်လဲဆိုရင်နွားရိုင်းတွင်းခြင်းဆိုတာဟာမောင်ရိုးရိုးကဖြစ်နေတဲ့အချိန်ဖြစ်တဲ့ ိုတော့ဘယ်သူကဘာဆိုတော့ကိုကိုပြပြပြမမြင်နိုင်တော့တဲ့အနေအထားဖြစ်တယ်ဆိုတော့ကိစ္စပြဿနာအလုံးကပရိပက္ခအလုံးကမူလအရင်းခံစိတ်မြစ်ကိုတိချာမသိတော့ဘဲနွားရင်သွင်းခြင်းရဲ့တဘာဝအတိုင်းပေါ့နော်ကိုပြပြပြမရှိတော့ဘဲနဲ့အာတွေးကွဲနေလို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုအနှိမ့်ချုပ်တာဖြစ်တယ် တော့အဓိကပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့မြေသူမဆိုးအဲ့ဒီလွန်သွားရင်သူချင်းလေးရှိတတ်တာမို့အဲ့ဒီအချိန်လေးမှာတတိထားပြီးတော့ဆင်ခြင်ပြီးတော့နှစ်ဦးသားနှစ်ဖက်သားထိန်းကြီးလိုက်မယ်ဆိုရင်ဒါကတာယာတဲ့နေ့တနေ့ကတာယာတဲ့နေ့တနေ့အတိုင်းပဲပြန်လည်ရရှိမယ်လို့အာယူဆလိုက်တယ်ပေါ့နော်ဆိုတော့ပြဿနာအသေးအမွှားလေးပဲဖြစ်ဖြစ်ပေါ့နော်ဟိုပြောရမယ်ဆိုရင်လည်းနှစ်ဦးသားအချင်းချင်းပြောပြပြီးတော့ ဖြည့်ဆင်းလိုက်တာကကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဆိုတော့အာကျွန်တော်တို့ရဲ့နွားရိုင်းသွင်းချိန်တွေကိုကျွန်တော်တို့တည်ထားပြီးတော့ဖြတ်တန်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့တာယာရဲ့နေ့ရက်လေးတွေကိုဆက်လက်တည်ရှိနိုင်ဖို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လည်ဆုံတွေ့ပါမယ်။